ိုင်းနိုင်ငံမကောမြို့တွင်ပြုလုပ်လျက်ရှိတဲ့မေဇူနီဘာ2025မှာနှစ်စဉ်ပြုလုပ်လျက်ရှိတဲ့မေဇူနီဘာပွဲများအနက်ဝေဖန်မှုတိုင်ကြားမှုများနဲ့ကြရထနေတဲ့ပွဲစဉ်တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာ Miss Universe 2025ဆုရှင်မျက်နှာစုအပါအဝင်နိုင်ငံပေါင်း122နိုင်ငံမှာအလှမယ်များဝင်ရောက်ရှင်ပြိုင်လျက်ရှိတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ပြုလုပ်နေတဲ့ Miss Universe 2025ပြိုင်ပွဲကိုဥက္ကဋ္ဌအဖြစ်တောင်းယူထားသူမှာထိုင်းနိုင်ငံသား Mr. Nawut ဆိုသူဖြစ်ပါတယ် မစ်ယူနီဘတ်2025ပြိုင်ပွဲအတွက်ပြဿနာဖြစ်ပွားခဲ့မှုမှာနိုဝင်ဘာလ၄ရက်တွင်အွန်လိုင်းကာစီနိုအတွက်ကြော်ညာရိုက်ကူးနေတဲ့ဆိုတဲ့သတင်းပေးတိုင်ကြားချက်ကြောင့်ထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်ရှာဖွေစီးနှင်းခဲ့ခြင်းဖြစ်ပါတယ်။ထိုင်းရဲတပ်ဖွဲ့သည်ထိုင်းမစ်ယူနီဘတ်အဖွဲ့ကိုအွန်လိုင်းကာစီနိုလောင်းစားများကိုကြီးညာပေးမှုတန်တရားဖြင့်ဝင်ရောက်စီးနှင်းခဲ့ကြောင်း The Nation Thailand သတင်းတွင်ဖော်ပြခဲ့ပါတယ်။ Miss Grand International CEO နာဝက်ကမူထိုဖြစ်စဉ်နှင့်ပတ်သက်ပြီးပတ်သက်မှုမရှိကြောင်းအတည်ပြုထားပါတယ်။ မိတ်ဆွေနေပါ2000စဉ်25ပြိုင်ပွဲကြီးအငင်းပွားဖွယ်ကြောင်ကြတခုတွင်ပြိုင်ပွဲဝင်များက၎င်းတို့တဲခိုတဲ့နေရာတွင်အွန်လိုင်းကာစီနိုများကိုထောက်ခံကြေညာပေးတဲ့ဗီဒီယိုများကိုရိုက်ကူးခဲ့တယ်လို့စွပ်စွဲခံခဲ့ရပြီးထိုဖြစ်စဉ်ကိုထိုင်းရဲတပ်ဖွဲ့ကမကြာသေးမီကစုံစမ်းစစ်ဆေးခဲ့ပါတယ်။ထို့ကဲ့သို့အွန်လိုင်းကာစီနိုလောင်းကစားကိုကြောင်ကြပေးမှုသည်ထိုင်းဥပဒေအရတရားမဝင်ကြောင်းသတ်မှတ်ခံထားရပါတယ်။ဖြစ်စဉ်ကြောင့်ပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့ထိုင်းနိုင်ငံ၏ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်စေကြောင်းလည်းသတင်းတွေဖော်ပြထားပါတယ်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး Miss Grand International PSC MGI ဥက္ကဋ္ဌအဖြစ်84ကြိမ်မြောက် Miss Universe Thailand Host Community ဥက္ကဋ္ဌဖြစ်တဲ့နာဝက်ကိုရတဖွဲ့က Wafra Yescan တို့ခေါ်ယူစစ်ဆေးခဲ့ရာ Miss Grand International သည် online casino များကိုကြီးညာပေးမှုနှင့်ပတ်သက်ခြင်းမရှိကြောင်းနာဝက်ကအတည်ပြုခဲ့ပါသည်။စုံစမ်းစစ်ဆေးမှုအပြီး Miss Universe Thailand Host Community ကကြီးညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်ထဲတွင် online casino များနှင့်ဆက်သွယ်တဲ့လုပ်ဆောင်မှုများနှင့်ပတ်သက်မှုမရှိကြောင်းဖော်ပြခဲ့ပါသည်။ရင်းပြစ်စင်နှင့်ပတ်သက်ပြီးပြိုင်ပွဲဝင်နေတဲ့မက္ဆီကိုအလှမယ်ကမေးမြန်းမှုများပြုလုပ်ခဲ့ရာမေယူနီဘာထိုင်းလန်ဟော့ကွန်မြူနတီအဖြစ်နာဝက်ကစူပူပြစ်တင်ချိန်ပေါင်းခဲ့ပါသည်။နာဝက်သည်နိုဝင်ဘာလ၄ရက်နေ့ကအလှမယ်များနှင့်တွေ့ဆုံချိန်မက္ဆီကိုအလှမယ်ပေါ်ရှူကိုထိုင်းနိုင်ငံနှင့်ပတ်သက်တဲ့အကြောင်းအရာများကိုကြေညာပေးခြင်းမရှိတဲ့အတွက်အပြစ်တင်ခဲ့ပါသည်။ Bosch အခန်းထဲကထွက်သွားပြီးနောက်ကနေဒါအမေရိကပါလက်စတိုင်းအပါအဝင်အလှမယ်အချို့လည်းအခန်းထဲမှာထွက်သွားခဲ့ပါတယ်။ထို့ပြင် Miss Universe 2024ဆိုရှင်ဒိမတ်အလတ်မဲ့ Victoria ကလည်းခန်းမအတွင်းမှာထွက်သွားခဲ့ပါတယ်။နောက်ဝက်ကမက္ကဆီကိုအလတ်မဲ့ Fatima Boy Tighter ကိုရက်တဖွဲ့ကနိုင်ငံအတွင်းမှာနေထုတ်လိုက်ကြောင်းနဲ့ထို Tighter များ၏စကားကိုဆက်နားထောင်နေမယ်ဆိုတာကတုံ့ရသူဖြစ်တယ်လို့နိုင်မလ၄ရက်နေ့ကပြောကြားခဲ့ပါတယ်။တိုဖြစ်စဉ်နဲ့ပတ်သက်ပြီး Miss Universe ပြိုင်ပွဲကိုထိုင်းနိုင်ငံနဲ့အတူပူးတွဲပြုလုပ်နေတယ်။ Mexico Miss Universe အဖွဲ့ဥက္ကဋ္ဌ Raul Rocha က Nawoo ၏အပြုတ်မှုပေါ်ပြစ်တင်ရှုံးချပြီး အခုမစ်ယူနီဘပြိုင်ပွဲနှင့်ဆက်နွယ်တဲ့အခမ်းအနားတွေနာဝိပဝင်မှုကိုရှင်းချကန့်သက်ချောင်းကြေညာခဲ့ပါတယ်။မစ္စတာနာဝတ်မှာအလောက်မများပေါ်လေးစားမှုမရှိခြင်းအာနာအလွဲသုံးစားပြုလုပ်ပြီးအလောက်များပေါ်ရိုင်းဆိုင်စွာအော်ဟစ်စုပူခြင်းများပြုလုပ်ခဲ့တယ်လို့မစ်ယူနီဘ organization ကထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။နိုဝင်ဘာလ9ရက်နေ့ညကမစ်ယူနီဘ2025ကြိုဆိုပွဲအခမ်းအနားပြုလုပ်စဉ်အတွင်းနာဝတ်ကတောင်းပန်စကားပြောကြားခဲ့က၎င်းသည်ဖိအားများအောက်ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ကျွန်တော်မှာဖီးဟားအများကြီးရှိတယ်ဆိုတာခင်ဗျားတို့နားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်လည်းလူသားတယောက်ပဲလေတခါတလေကျွန်တော်မထိန်ချုပ်နိုင်ဘူးကျွန်တော်ခင်ဗျားတို့အားလုံးကိုလေးစားတဲ့အတွက်ဘယ်သူကမှထိခိုက်နစ်နာလို့စိတ်မရှိပါဘူးဒီကိစ္စဖြစ်သွားတဲ့အတွက်လည်းကျွန်တော်စိတ်မကောင်းပါဘူးလို့နာဝကဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတယောက်ယောက်ကအဆင်မပြေဖြစ်သွားခဲ့ရင်ကျွန်တော်တောင်းဝန်ပါတယ်လို့လည်း၎င်းကထက်လောင်းပြောကြားခဲ့ပါတယ်ထို့နောက်နာဝကမေဂျူနီဘာပြိုင်ပွဲများပတ်သို့မျက်နှာလှည့်ပြီးဥညွတ်ခဲ့ပါတယ် ထိုင်းနိုင်ငံနဲ့ပြုလုပ်နေတဲ့မေဂျူနီဘာ2025ပြိုင်ပွဲအတွက်ထိုင်းနိုင်ငံသားနာဝဲဆိုတင်မှာ84ချိန်မြောက်မေဂျူနီဘာထိုင်းလန် host community ဥက္ကဋ္ဌအဖြစ်တောင်းယူထားပြီးမြန်မာလက်မယ်များနှစ်စဉ်ဝင်ရောက်ရှင်ပြိုင်နေတဲ့ Miss Grand International ၏ CEO အဖြစ်တောင်းယူထားသူလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကမြန်မာနိုင်ငံမှာအလှမယ်တူအဖြစ်တဲဆူငင်းဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ Miss Grand International ပြိုင်ပွဲမှာလည်းအလှမယ်များနေပြသနာတက်ခဲ့တဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ Miss Grand International ပြိုင်ပွဲမှာ2013ခုနှစ်မှာစတင်ပြုလုပ်ခဲ့ပြီး နိုင်ငံတကာအဆင့်အလှမဲ့ပြိုင်ပွဲများအနက်နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ယင်းပြိုင်ပွဲမှာပြိုင်ပွဲဝင်သူများကိုတက်ဆိုင်ရာနိုင်ငံသားများကအခကြေးငွေဖြင့်ပုတ်ပေးရတဲ့စနစ်လည်းထည့်သွင်းထားပြီးရခိုင်နဲ့ကပြုလုပ်ခဲ့တဲ့ပြိုင်ပွဲတွင်မြန်မာနိုင်ငံကိုစားပြုပြိုင်ပွဲဝင်သူအသေးစုငယ်အတွက်အခကြေးငွေဖြင့်ပုတ်ပေးခဲ့သူအများအပြားရှိခဲ့ပါတယ်။ ပြိုင်ပွဲတွင်မြန်မာနိုင်ငံကိုစားပြုအလှမဲ့တဲဆုငိမ့်မှာ second runner အဆုရရှိခဲ့သည့်အထိအောင်မြင်ခဲ့တော်လဲမသိလော်တဲ့အပြုမှုများနဲ့စီကန်းချိုးပေါမှုများကြောင့်စုကိုပြန်လဲရုပ်သိမ်းခဲ့တယ်လို့အဆိုပါပြိုင်ပွဲကထုတ်ပြန်ခဲ့ပါတယ်မြန်မာအလှမဲ့များနဲ့အငင်းပွားမှုများမဖြစ်ခင်ကတည်းကအခြားနိုင်ငံမှအလှမဲ့များနဲ့လဲထိုင်းနိုင်ငံသား Mr. Na Win ဦးဆောင်နေတယ် Miss Grand International နဲ့ပြိုင်ပွဲမှာပြဿနာတက်ခဲ့ကအလှမဲ့အချို့ပြိုင်ပွဲမှာနှုတ်ထွက်ခဲ့ခြင်းများလည်းရှိခဲ့ပါတယ်ဝေဖန်မှုအငင်းပွားမှုများနဲ့ပြင်းထန်ခဲ့တယ် Miss Grand International ပြိုင်ပွဲတည်ထောင်သူထိုင်းနိုင်ငံသား Mr. Nawak က84ချိန်မြောက် Miss Universe Thailand Host Community ဥက္ကဋ္ဌအဖြစ်တောင်းယူချိန်တွင်ကာစီနိုလောင်းကစားကြော်ညာများရိုက်ကူးနေတဲ့ဆိုတဲ့ဆွဆွဲချက်များအဖြစ်ထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်စီးနှင်းရှာဖွေခဲ့ရသည့်အထိဖြစ်ခဲ့ပါသည်1952ခုနှစ်မှစတင်ကပြုလုပ်ခဲ့တဲ့ Miss Universe ပြိုင်ပွဲမှာထိုင်းနိုင်ငံနဲ့ပြုလုပ်စဉ်အငင်းကုန်ဖြစ်မှုရဲတပ်ဖွဲ့ကဝင်ရောက်စီးနှင်းရှာဖွေမှုများအဖြစ်အကျဉ်းတန်နေတယ်လို့ဆိုရမှာဖြစ်ပါသည်